့ချင်ပါတယ်အခုချက်ချင်းလက်ရှိလို့မခံစားရပါဘူးဟုတ်ပါအမပြောပါမယ်တမီးကောင်းမှာ crown ရှိမှတည်သွားတယ်တမီးကိုအားပေးတဲ့ရှင်မျိုးတွေမိသားစုတွေရဲ့အခု online ကနေကြည့်ရှုနေတဲ့အရောက်ချင်းစီတိုင်းလဲကျေးဇူးကြောင့်သာလဲတမီးဒီနေ့အားသက်သက်ရောဆက်ပြီးတော့အများကြီးစူးစမ်းသွားပါမယ်ရှင် our grand the one and only ပါကလည်းအရောင်းကျေကျေရဲ့အကြီးဆုံးအမအဆုံးချက်နဲ့ဖြစ်ပါတယ်ခိုင်ကနေပြီးတော့လာရောက်အားပေးရတာဖြစ်ပါတယ်တလီအရောင်းကျေကျေရဲ့မိသားစုရဲ့ဒုတိယညီမလေးအမူနီဖြစ်ပါတယ်တလီအရောင်းအကျေကျေရဲ့စထုတ်သားမြောက်ညီမလေးဒုတိယဒုတိယမြောက်ညီမလေးဒုတိယမြောက်ညီမလေးဒါမဲ့စထုတ်သားနေရာမှာရှိတယ်အီအီ တော့ဘူးဖြစ်ပါတယ်ရှင်။ဒါလေးကတော့ JK ရဲ့အငယ်ဆုံးမောင်နှင်ပစ္စမမြောက် JD ဖြစ်ပါတယ်ရှင်။ Say hi ။ JK မောင်နှမဘယ်နှစ်ရောက်လာလဲ။အဲဒီမိက9ရောက်ရှိပါတယ်။ ်ပြရတယ်။ပြီးတော့ကကြည်ကြည်ရဲ့ကြည်ကြည်ရဲ့ဒီရဲ့ဒီကိစ္စဒီဇိုင်းနာရအများကြီးကလည်းဒီ discussion လေးရအများကြီးရတယ်။အဲ့ဒီအသက်ကလည်း physical အလုပ်တဲ့တူပါဒီ mental အလုပ်ကပုံများနေတော့အဲ့ဒီတယောက်ကတအားပြန်ပန်းတဲ့ပုံတော့ဒါနဲ့ JK ကတော့ပြန်ပန်းနေတဲ့အားပြောပါရဲ့။ဒါနဲ့လည်း solution JK ရဲ့ဒီအိမ်မက်တစ်ခုတည်း miss ကိုလည်းကိုယ်သာပြုခွင့်ရသွားပြီ international မှာလည်းတက်ခဲ့ပြရသွားပြီအဲ့ဒါကလည်း JK ရဲ့တယောက်ချင်း မဟုတ်ပဲနေစီခဲ့ဒီမှာရှိတဲ့အားလုံးရဲ့အပင်မှုရောအဲမှာရှိရှိနေတဲ့ချက်တွေအားလုံးအားလုံးကြောက်တာဖြစ်ပါတယ်။ဒါတွေတော့ကြောင့် GK တကယ်လို့ဒါအခု Miss Credit Connection ကတိုင်ခင်းလို့ဆိုလို့ရှိရင်လည်းအားလုံးရဲ့အပင်မှုရှိမှသာ GK ရတတ်နိုင်မှာဖြစ်ပါတယ်။ က်ရှိချက်ဒီထက်မကအများကြီးဆက်ပြီးတော့စ조사ဖို့လိုတယ်နိုင်ငံကုံဆောင်တယောက်အနေနဲ့ JK တိတိချာချာလေးပြင်ဆင်ပြီးတော့ဟိုမှာရင်ပေါက်တန်းနိုင်အောင်ရှင်ပြိုင်ဖို့조사ဖို့လိုပါတယ်လို့ထင်မိပါတယ် Miss Grand Number JK Sophia JK ကတော့အကောင့်လေးတွေကိုချပြခြင်းနဲ့ JK ကအခုအမ်လီဒါတယောက်အနေနဲ့ပေါ့နော်မြန်မာနိုင်ငံရဲ့ကိုစားပြုတယောက်အနေနဲ့ရည်တည်နေရတာဖြစ်တဲ့အတွက်ကြောင့်အဲ JK ကအဲ JK ကိုကြည့်နေတဲ့သူအယောက်ချင်းစီတိုင်းကို lesson လေးတွေလည်းအများကြီးပေးခြင်းနဲ့ကိုယ့်ရဲ့ဘဝအတွက်အကျိုးရှိတဲ့ lesson လေးတွေပေါ့နော်ဒီကနေပြီးတော့ဇက်တိုက်ပေးသွားပါမယ် entertainment လည်းမောနေတဲ့အချိန်မှာသူတို့အတွက် entertainment ဖြစ်ဖို့ရန်အတွက်လည်းဇက်တိုက်လုပ်သွားပါမယ်အဲ့ဒီထက်မကလည်း JK ဒီ JK ရဲ့ vulnerable side ကတော့ လူတိုင်းကရှိကြတယ်ပေါ့နော်ရှိကြတဲ့အချိန်မှာကြီးခေရတော့ဖះနေပဲအမြဲတမ်းဆက်သွယ်ပြီးတော့သွားပါတယ်အဲဘာလို့လဲဆိုလို့ရှိရင်ကိုဘဝမှာကဘယ်သူမှမရက်တီပေးနိုင်ခဲ့ရင်တောင်အခြေအနေမျိုးမျိုးကြောင့်ပေါ့နော်မရက်တီပေးနိုင်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်ဖះအမြဲတမ်းကိုယ့်ရဲ့ပထမဆုံးဖြစ်သေးပြီးတဲ့နောက်ပိုင်းမှာတမီးကိုအားပေးတယ်ဈေးမျိုးတွေမိသားစုတွေရဲ့အခု online ကနေချိရှုနေတဲ့အရောက်ချင်းစီတိုင်းလဲကျေးဇူးကြောင့်လည်းတမီးဒီနေ့အားသက်သရောဆက်ပြီးတော့အများကြီးစားသားပါမယ်ရှင့် This is their new Miss Grand Yamaha. မစတာရောတမီ top 7မှာပြုတ်ခဲ့7က good number နော်အဲပြီးတော့တမီပြောခဲ့တယ်အဲ့ဒီ interview မှာတမီအသက်ဖျားပိုကောင်းတဲ့အချင်အစီပိုကောင်းတဲ့လမ်းလေးတွေပို့ပါမယ်ဆိုတဲ့အတိုင်းအခု Miss Grand မြန်မာမှာတမီရဲ့အိမ်မက်တစ်ခုကိုအဲဂျေဆုတော်ကြောင့်သာလင်းဖြည့်ဆည်းနိုင်ခဲ့ပါပြီအဲ့ဒါလည်းအားလုံးရဲ့မျက်မြင်သက်သေတစ်ခုဖြစ်ပါတယ် Miss Grand Nam Kai ကိုကတခုမရခဲ့ဘူးဆိုပေမဲ့လည်းအဲ့ဒီဟာကအကြောင်းအရင်းရှိရပေါ့နော်ကိုကဒီထက်ပိုကောင်းတဲ့နေရာလမ်းလေးတခုဖွင့်ပေးမယ်ဆိုတော့အဲတင်ခန်းစာလေးတခုဖြစ်ပါတယ်အဲ့ဒီတက်ကြောင့်ကိုမရခဲ့ဘူးဆိုပြီးတော့တအားစိတ်သက်ကြနေစရာမလိုဘူးကိုချက်ဒီထက်ပိုကောင်းတဲ့ကိုနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ဟာကိုဘုရားဖွင့်ပြပေးမယ်ဆိုတာဒီလိုပြောတာအမေအိမ်မက်လို့ထင်ပါတယ်အခုတတိလက်ရှိလို့မခံစားရပါဘူးဟုတ်ပါတယ်အမပြောပါမယ်တမီးကောင်းမှာ crown ရှိမှတည်သွားတယ် ကောင်းကောင်းချက်ပြနိုင်တယ်ပါလေအားလုံးပဲဝတ်ခံလုပ်ပေးပါဦးဝမ်ကောင်း